ကမ္ဘာမှာအယောင်ပြောင်းနိုင်တဲ့ဒိဋ္ဌိဆန်တွေအများကြီးရှိကြပြီးတော့အဲ့ဒီထဲမှာအယောင်ပြောင်းတာအမြန်ဆုံးကတော့ရေပွဲတွေဖြစ်ပါတယ်။ရေပွဲတွေဟာမျက်တောင်တစ်ခတ်အတွင်းမှာပဲအယောင်ပြောင်းနိုင်ပါတယ်။ဒါပေမဲ့ရေပွဲတွေဟာကာလာဘလိုင်းတွေဖြစ်ပါတယ်။သူတို့ကအရာရာကိုအဖြူမဲနဲ့ပဲမြင်ရတာပါ။ဒါဆိုစဉ်းစားစရာကအရာရာကိုအဖြူမဲနဲ့ပဲမြင်ရတဲ့ဒီရေပွဲတွေကဘလို့အယောင်ပြောင်းကြလဲ။ရေပွဲတွေဟာမော်လစကာမျိုးပေါင်းစုထဲမှာပါဝင်တဲ့အကောင်တွေဖြစ်ပြီးတော့အဲ့ဒီမော်လစကာမျိုးပေါင်းစုဆိုတာကမ္ဘာမှာဒုတိယအကြီးဆုံးမျိုးပေါင်းစုဖြစ်ပါတယ်။ ဒီ mollusca မျိုးပေါင်းစုတွေမှာပါဝင်တဲ့တခြားအကောင်တွေကိုပြောရမယ်ဆိုရင်တော့ခရုကမာရောက်သွားကုန်စတဲ့ဒီကောင်တွေပါဝင်ပြီးတော့သူတို့တွေအကုန်လုံးနေပါကကာလာဘလိုင်းတွေဖြစ်ပါတယ်ထရိဆန်တွေထဲမှာကာလာဘလိုင်းဖြစ်တာကတိတ်ပြီးတော့ထူးဆန်းတော့မဟုတ်ပါဘူးခွေးတို့ကြောင့်တို့လည်းပဲအနီအစိမ့်လိမ္မော်ရောင်ကိုမမြင်ရတယ်လို့ကျွဲရီနွားတွေလည်းပဲအနီရောင်ကိုမမြင်ရပါဘူးဒါပေမဲ့ဒီကောင်တွေကတခြားအရောင်ကိုတော့မြင်ရပါသေးတယ်ဒီ mollusca မျိုးပေါင်းစုတွေမှာပါဝင်တဲ့ကောင်တွေကဘာအရာမှကိုမမြင်ရတာပါသူတို့ကအရာရာကိုအဖြူမဲနဲ့ပဲမြင်ရတာဖြစ်ပါတယ် ဒါကြောင့်အရှိမပြောခဲ့သလိုပဲရေပွဲတွေဟာသူတို့ကိုယ်တိုင်အယောင်မမြင်ရဘူးမဖြူမဲနဲ့ပဲမြင်ရတယ်ဆိုရင်ပတ်ဝန်းကျင်ကအယောင်ကိုလိုက်ပြီးတော့သူတို့ရဲ့ခန္ဓာကိုယ်ကိုဘယ်လိုမျိုးအယောင်ပြောင်းကြရလဲဒီဗီဒီယိုထဲမှာဂျိုသားတွေလို့တော့မှပြောစမပြုရလောက်အောင်ခန္ဓာဗေဒမှာထူးခြားလွန်တဲ့ရေပွဲတွေအကြောင်းကိုတင်ဆက်ပေးတော့ဖြစ်တွေ့တဲ့အကြောင်းမျိုးအဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ် ချက်ပြေယုံကျင်းထောက်ထားရရဒီ molex တွေကလွန်ခဲ့တဲ့နှစ်သားပေါင်း600လောက်ကလေးကပေါ်ခဲ့တာဖြစ်တဲ့အတွက်လွန်ခဲ့တဲ့နှစ်ပေါင်း65သန်းလောက်ကမှဒိုင်နိုဆောတွေမျိုးတုံးပြီးမှပေါ်လာတဲ့ mammals တွေထက်အများကြီးအများကြီးပိုစောပါတယ်။နောက်ပြီးတော့ဒီကောင်တွေက big 5လို့ခေါ်တဲ့ကဘာပြက်ကိန်း5ခုလုံးကိုလည်းကြုံခဲ့ရတဲ့ကောင်တွေဖြစ်ပါတယ်။အစောပိုင်းမှာတော့ရေပွဲဖြစ်လာမဲ့မျိုးစိတ်တွေကခရီးတို့ကမာတို့လိုပဲအခွန်ပါတဲ့သဘောတွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ လွန်ခဲ့တဲ့နှစ်သားမောင်300လောက်အရောက်မှာသူတို့အခွန်ပျောက်သွားပြီးတော့အခွန်မပါတဲ့မျိုးစိတ်တွေ ဖြစ်လာပါတယ်။ဒီတော့ကာကွယ်စရာအခွန်လည်းမရှိ ပြန်တိုက်ခိုက်เสียတခြားရေတော်ဝါတွေလိုအစိတ်လည်းမရှိငါးတွေလိုရေကူးလည်းမမြန်တဲ့ရေတော်ဝါတွေအတွက်တော့အသက်ရှင်ရတည်ဖို့ဆိုတော့တော်တော်လေးခက်ခဲခဲ့ပါတယ်။ဒါပေမဲ့ဒီအကြောင်းတရားကပဲသူတို့တွေကိုတခြားသောကြိုးယုံမဲ့တော်ဝါတွေနဲ့မတူတဲ့ဆင့်ကဲပြောင်းလဲမှုတွေဖြစ်လာစေဖို့တော်အားဖြစ်စေခဲ့တယ်လို့ယူဆလို့ရပါတယ်။ အဲ့လိုဖြစ်ပေါ်လာတဲ့ဆင်ကေပြောင်းလဲမှုတွေကတော့အုံနောက်ပိုကြီးလာတာရဲ့ပြီးတော့ပုံဖြတ်နိုင်တဲ့အစွမ်းရှိလာတာပဲဖြစ်ပါတယ်ကမိုဖလက်ဆိုတာကသူ့ပတ်ဝန်းကျင်မှာရှိတဲ့အရောင်နဲ့ရောပုံပန်းတရံနဲ့ပါသူ့နဲ့တသားတည်းဖြစ်နေအောင်ယောနှောပြီးတော့နေနိုင်တာကိုဆိုလိုခြင်းပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာအရောင်ပြောင်းနိုင်တဲ့ဒရိဆန်တွေအများကြီးရှိကြပေမဲ့လည်းရေပွဲတွေကိုတော့ဘယ်သူမှမမိပါဘူးပုတ်တိညိုတွေဟာအရောင်ပြောင်းမှုအတွက် တို့ရဲ့ဟော်မုန်းတွေနဲ့ထိန်းချုပ်ကြတာဖြစ်ပါတယ်ဟော်မုန်းတွေကဟော်မုန်းတွေထုတ်လုပ်တဲ့ glands တွေကနေပြီးတော့ထွက်လာပြီးတော့တို့ရဲ့သွေးကြောကနေတဆင်ခန္ဓာကိုယ်အနှံ့ကိုသွားရတာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်ကြာခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပုတ်တင်ညိုတကောင်ကအယောင်တယောင်ကနေနောက်တယောင်ကိုပြောင်းဖို့အတွက်ကိုအနည်းဆုံးစက္ကန့်20လောက်ကြာပါတယ်ဒါပေမဲ့ရေပွဲတွေကအဲ့လိုမဟုတ်ပါဘူး ရှင်ပွဲတွေကသူတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အယောင်ပြောင်းတဲ့ cells တွေကိုသူတို့ရဲ့အာယုံကြော cells တွေနဲ့ဓာတ်ရိုက်ထိန်းချုပ်တာဖြစ်တဲ့အကြောင်းမလို့အရန်ကိုမြင်ပါတယ်။ရှင်ပွဲတွေကအယောင်တရာဝန်နေပြီးတော့တရာပြောင်းဖို့အတွက်200မီလီစက္ကန့်လောက်ပဲလိုအပ်တယ်လို့ဆိုပါတယ်။ဒီအချိန်ပမာဏဟာတစ်စက္ကန့်ရဲ့10ပုံပုံမှနှစ်ပုံစာပဲရှိပြီးတော့လူတစ်ယောက်မျက်တောင်တစ်ခတ်စာလောက်ပဲရှိပါတယ်။ရှင်ပွဲရဲ့အရေးပြားကိုအနိကကြည့်မယ်ဆိုရင်အလှအသုံးလှော်နဲ့ဖွဲ့စည်းထားတာကိုတွေ့ရပါလိမ့်မယ်။ပထမဆုံးအပေါ်ရန်လှော်ကို chromatophore လို့ခေါ်ပြီးတော့အဲ့ဒီအလွှာမှာတော့အနီရောင်အမဲရောင်နဲ့အဝါရောင်ပါတဲ့အရောင်ချဲပစ္စည်းတွေနဲ့ပြည့်နေတဲ့အိတ်ကလေးတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ရေပွဲကအဲ့ဒီအိတ်ကလေးတွေကိုလိုအပ်တယ်လို့မျိုးဖောင်းလိုက်ပိန်လိုက်လှုပ်ခြင်းအပြင်ဒီအရောင်တွေကိုရင့်အောင်ဖြော့အောင်သူကလုပ်နိုင်ပါတယ်ဆိုလိုတဲ့သဘောကတော့အနီရောင်ဘောလုံးတစ်လုံးကိုလေနေနေပဲမှုတ်ထားတဲ့အချိန်မှာအဲ့ဒီဘောလုံးကအနီရောင်ရင်းရင်ဖြစ်နေပြီးတော့လေမြမြတင်းအောင်မှုတ်လိုက်တဲ့အချိန်မှာအနီရောင်ဖြော့သွားတဲ့သဘောမျိုးပါပဲသူကလည်းဒီလိုမျိုးနဲ့ထိန်းချုပ်တာဖြစ်ပါတယ် သူရဲ့အောက်မှာရှိတဲ့ဒုတိယအလွှာကိုတော့ irido four လို့ခေါ်ပြီးတော့အဲ့ဒီအလွှာမှာတော့အပြာရောင်နဲ့အစိမ်းရောင်အရောင်ခြေပစ္စည်းတွေပါဝင်တဲ့အရောင်ခြေအိတ်ကလေးတွေနဲ့ပြည့်နေပါတယ်။အောက်ဆုံးအလွှာကိုတော့ leuco four လို့ခေါ်ပြီးတော့အဲ့ဒီအလွှာကတော့ရေပွဲပေါ်မှာသူ့ပေါ်ကိုကျလာတဲ့အလင်းတွေအားလုံးကိုပြန်ပေးနိုင်တဲ့အတွက်ကြောင့်မလို့အဖြူရောင်ကိုထုတ်ပေးပါတယ်။ဒီလိုနည်းနဲ့ရေပွဲကဒီအလွှာသုံးလွှာမှာရှိတဲ့အရောင်ခြေပစ္စည်းတွေကိုသူကလိုသလိုထိန်းချုပ်ခြင်းအပြင်သူလိုချင်တဲ့ပုံစံ ကြိုက်တဲ့အရာကိုသူကပြောင်းနိုင်ခြင်းပဲဖြစ်ပါတယ်။ဒါအပြင်သူ့ရဲ့အပေါ်ဆုံးအလှော်မှာပပလီလို့ခေါ်တဲ့တစ်ရှူးတွေရှိပြီးတော့အဲ့ဒီတစ်ရှူးတွေကိုသူကလိုအပ်တယ်လို့မျိုးတော့လိုက်ခောက်လိုက်လှုပ်ချင်းအပြင်သူ့ရဲ့အရေးပြားကိုကြမ်းအောင်ချောအောင်ဒါမှမဟုတ်အဖုပိန်တွေထလာအောင်သူကလိုတယ်လို့ပြောင်းလို့ရပါတယ်။ဒီလိုနည်းနဲ့ရေပေါ်ရဲဟာသူတားကောင်ဖမ်းလို့တဲ့အခါမှာပဲဖြစ်စေတားကောင်တွေကိုချောင်းတဲ့အခါမှာပဲဖြစ်စေ တားရဲတွေကသူ့ကိုလိုက်ပြီးတော့တိုက်ခိုက်တဲ့အခါမှာပဲဖြစ်စေသူဟာပတ်ဝန်းကျင်နဲ့ရောထွေးနေအောင်အယောင်ပြောင်းနိုင်ခြင်းပဲဖြစ်ပါတယ်။လေးလာမှုတွေရာရေပေါ်ရဲတွေဟာတနအိမ်အတွင်းမှာအချိန်ကြီးအတွက်190လောက်ထိပြောင်းနိုင်တယ်လို့ဆိုပါတယ်။ပို့ပြီးတော့အံ့ဩဖို့ကောင်းတာကရေပေါ်ရဲကဒီလိုမျိုးအယောင်ပြောင်းတာကိုကျွန်တော်တို့လူသားတွေအသက်ရှူတဲ့ပုံစံမျိုးပဲတမင်လောက်ယူနေစရာမလိုပဲနဲ့အလိုလိုသူ့ရဲ့မသိစိတ်ကနေလုပ်နေတာလို့ဆိုပါတယ်။တချို့သချင်းတွေမှာဆိုရင် ရေးစားများတဲ့သူတွေကိုပုတ်တင်ညိုတွေနဲ့နှိုင်းရှင်ပြီးပြောလို့ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ပုတ်တင်ညိုကတဏှာရောက်ရင်အယောင်တစ်မျိုးပြောင်းသွားတတ်တာကိုဒါပေမဲ့ပုတ်တင်ညိုလိုအယောင်ပြောင်းတာကတော်သေးတယ်လို့ပြောရမယ်။ရေပွဲလို့သာအယောင်ပြောင်းတတ်ရင်တော့တော်တော်မလွယ်မဲ့သဘောမှာရှိပါတယ်။ဘာကြောင့်လဲဆိုတော့ရေပွဲတွေကမသိစိတ်ကနေပြီးတော့အလိုလိုအယောင်ပြောင်းတာဖြစ်တဲ့ကြောင့်မလို့ရေပွဲလို့အယောင်ပြောင်းတတ်တဲ့လူသားမျိုးဆိုရင်တော့ကောင်မလေးချောချောလေးမြင်တာနဲ့အလိုလျောက်ချစ်မိသွားတာတို့ပါလို့ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်မလို့ဒီလိုလူမျိုးနဲ့သာတွဲမိရင်တော့ငါဘာမှောက်မဲ့ကိန်းပါပဲဒါပေမဲ့အခုချိန်ဒီတော့ကျွန်တော်တို့တွေဗီဒီယိုရဲ့အစမှာပေါ်ပြထားတဲ့မေကွန်းကိုတော့ကျွန်တော်တို့မဖြေရသေးပါဘူး။အဲ့ဒီမေကွန်းကတော့ရေပွေတွေက color blind တွေဖြစ်ပြီးတော့အယောင်တွေကိုမမြင်ရပါလျက်နဲ့သူတို့ရဲ့ခန္ဓာကိုယ်ကအယောင်ကိုဘယ်လိုလုပ်ပြီးပြောင်းနိုင်တယ်လဲဆိုတာပါပဲ။ရေပွေတွေရဲ့မျက်လုံးဟာ color blind ဖြစ်တဲ့အတွက်ကြောင့်မလို့အယောင်တွေကိုမမြင်ရတာတော့မှန်ပါတယ်။ဒါပေမဲ့ရေပွေတွေကသူတို့ ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အရာုံတွေကိုမြင်ရဖို့အတွက်သူတို့ကမျက်လုံးနဲ့ကြည့်နေစရာမလိုပါဘူး။ဒီဘဝမှာ neuron လို့ခေါ်တဲ့အာယုံကြော cells ပေါင်းတန်းကရာသမဟုတ်0.5 billion လောက်ပါပါတယ်။လူမာက100 billion လောက်ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ရေပွဲမှာပါတဲ့0.5 billion ဆိုတာက လူနဲ့နှိုင်းရှင်ရင်တော့မပြောပါတော့ဘူးဆိုပေမဲ့ဒီပမာဏဟာခွေးတွေမှာရှိတဲ့အရေအတွက်နဲ့တူညီနေပါတယ်။ ဆဖလိုဘော့မျိုးစိမ့်ဖြစ်တဲ့ကြောယုံမဲ့တရဝရကောင်ရဲ့အုံနောက်ဆဲအီအတွက်ကအနီမေကင်ဒမ်းမှာအရှင်းအမြင့်ဆုံးဖြစ်တဲ့နှုတ်တိုက်တရတကောင်ရဲ့အုံနောက်ဆဲအီအတွက်လောက်ပါဝင်နေတယ်ဆိုတာကတော့တော်တော်လေးကိုအထင်ကြီးစရာ ကိစ္စပဲဖြစ်ပါတယ် ရေပွဲရဲ့အုံနောက်ကတခြားသောတတဝါတွေလိုပဲသူ့ရဲ့ဥကောင်းမှာရှိတာဖြစ်ပါတယ်ဒါပေမဲ့တခြားသောတတဝါတွေနဲ့မတူတာကသူ့မှာရှိတဲ့အာယုံကျော် shares ပေါင်း3900တဲကသုံးပုံတစ်ပုံလောက်သာအုံနောက်ထဲမှာရှိနေပြီးတော့ကျန်တဲ့သုံးပုံနှစ်ပုံလောက်ကသူ့ရဲ့လက်ရှိချောင်းထဲမှာရှိနေတာလို့ဆိုပါတယ်ဒါကြောင့်မလို့လဲရေပွဲမှာအုံနောက်9ခုရှိတယ်ဆိုပြီးတော့တင်စားပြောကြတာဖြစ်ပါတယ်ရေပွဲရဲ့လက်တွေကအလင်းနဲ့အယောင်တွေကို အာယုံခနိုင်ရုံပဲမဟုတ်ပဲအုံနောက် ကိုအတုံးပြုတ်စရာမလိုဘဲနဲ့သူတို့ဘာသာသူတို့စဉ်းစားဆုံးဖြတ်နိုင်တယ်လို့ဆိုပါတယ်။တေချာစဉ်းစားကြည့်ရင်အုံနောက်နဲ့မဆုံးဖြတ်ဘဲနဲ့လက်နဲ့စဉ်းစားတယ်ဆုံးဖြတ်တယ်ဆိုတဲ့ကိစ္စကတော်တော်လေးကြောက်တောက်တောက်နိုင်နေပေမဲ့လေရေပွဲအတွက်တော့ဒါကအမှန်ပဲဖြစ်ပါတယ်။နောက်ပြီးရေပွဲကသူရဲ့လက်ကိုအကောင်တကောင်ကောင်ကကိုက်ထားလို့ထွက်ပြေးလို့မရတဲ့အခါမျိုးတွေမှာသူရဲ့လက်ကိုသူ့ဘာသာသူဖြုတ်ပြစ်လိုက်လို့ရတယ်လို့ဆိုပါတယ်ဆိုလိုတဲ့သဘောကတော့ပြောအဲ့ဒါစားပြီးတော့နေခဲ့လိုက်ဆိုတဲ့သဘောမျိုးပေါ့နော် နောက်ပြီးအဲ့ဒီပြတ်သွားတဲ့လက်နေရာမှာနောက်ထပ်လက်အစ်စ်တစ်ချောင်းထပ်ပြီးတော့ပေါက်လာပါတယ်ဒါပေမဲ့အဲ့ဒီလက်အစ်စ်ပေါက်ဖို့ဆိုတာကလနဲ့ချီပြီးကြာတတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရေပွဲကတော်ယုံတန်ယုံအခြေအနေမျိုးမှာတော့သူ့ရဲ့လက်ကိုအလွယ်တကူဖြုတ်ပြတာမျိုးလုပ်လို့မရှိပါဘူး။ရေပွဲရဲ့သွေးဟာအပြာရောင်ဆိုတာကိုအတော်များများသိကြပြီးဖြစ်ပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကရေပွဲမှာတခြားသောတရိတ်ဆန်တွေလိုမျိုးသွေးနေဦးမပါဝင်တယ်လို့ဟီမိုဂလိုဘင်လည်းမပါဝင်ပါဘူး။ ဟီမိုဂလိုဘင်ကတန်ဓာတ်ကိုအခြေခံပြီးတော့တိဆောက်ထားတဲ့မော်လီကျူးဖြစ်တဲ့အတွက်ကြောင့်မလို့တန်ကအောက်ဆီဂျင်နဲ့ထိတွေ့တဲ့အခါမှာအနေအယောင်ကိုပြောင်းသွားပါတယ်။ဒါကြောင့်မလို့လူနဲ့တခြားသောတရိတ်ဆန်တွေရဲ့ သွေးကအနေအောင်ဖြစ်နေခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့ရေပိုရရဲ့သွေးဟာအဲ့ဒီလိုမျိုးဟီမိုဂလိုဘင်အစားဟီမိုဆိုင်ယနင်လို့ခေါ်တဲ့ကော်ပါကိုအခြေခံပြီးတော့တည်ဆောက်ထားတဲ့မော်လီကျူးနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ကော်ပါဟာအောက်ဆီဂျင်နဲ့ထိတွေ့တဲ့အခါမှာပြာသွားပါတယ်။ဒါကြောင့်မလို့ဟီမိုဆိုင်ယနင်တွေပြည့်နေတဲ့ရေပိုရရဲ့သွေးကအောက်ဆီဂျင်တွေကိုတည်လာတဲ့အခါမှာသူ့ရဲ့သွေးကအပြာရောင်ဖြစ်နေခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ဟီမိုဆိုင်ယန်နင်းကအောက်ဆီဂျင်မရှိတဲ့အခြေအနေမှာဆိုရင်တော့အဖြူရောင်သို့မဟုတ်မီးခိုးရောင်ဖြစ်နေတတ်ပါတယ်။ဒါကြောင့်ရေပိုဝဲတစ်ကောင်တည်သွားတဲ့အခါမှာသူ့ရဲ့သွေးအပြာရောင်ကိုကျွန်တော်တို့ကမတွေ့ရခြင်းပဲဖြစ်ပါတယ်။ဟီမိုဂလိုဘင်နဲ့စာရင်ဟီမိုဆိုင်ယန်နင်းကအေးတဲ့နေရာတွေနဲ့အောက်ဆီဂျင်နည်းတဲ့နေရာတွေမှာအောက်ဆီဂျင်ကိုပို့ပြီးတော့တည်ဆောင်နိုင်စွမ်းရှိပါတယ်။ ဒါဟာပင်လယ်ကျမ်းပြင်အောက်တွေမှာနေထိုင်လေးရှိတဲ့ရေပေါ်ဝဲတွေအတွက်တော့အဆင်ပြေတဲ့ဆင့်ကဲပြောင်းလဲမှုပဲဖြစ်ပါတယ်။ဒါပေမဲ့ hemocyanin က hemoglobin လောက်တော့အောက်ဆီဂျင်ကိုမြဲမြဲဆဆမသိနိုင်ပါဘူး။ဒါပေမဲ့ကံကောင်းတာကသူ့ရဲ့ခန္ဓာကိုယ်အနှံ့ကိုအောက်ဆီဂျင်တွေလုံလုံလောက်လောက်တည်ပို့ပေးနိုင်ဖို့ထူးထူးခြားခြားဆင့်ကဲပြောင်းလဲမှုတစ်ခုရေပေါ်ဝဲမှာဖြစ်လာပါတယ်။အဲဒါကတော့ရေပေါ်ဝဲမှာနှလုံးသုံးခုရှိတာပဲဖြစ်ပါတယ်။ရေပေါ်ဝဲရဲ့သွေးဟာ hemocyanin နဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ဆီဂျင်ကိုမြင်မြတ်မတင်နိုင်ဘူးဆိုပေမဲ့လည်းသူ့မှာနှလုံးက၃ခုတောင်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ခန္ဓာကိုယ်အနှံ့ကိုလိုအပ်တဲ့အောက်ဆီဂျင်ကိုအလုံးလောက်ကိုကောင်းကောင်းပို့ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ ီဘိုအရီရဲ့အုံနောက်နဲ့ခန္ဓာကိုယ်အချိုးအစားတခြားသောကြောယုံမဲ့သရဝါတွေအားလုံးထဲမှာအကြီးဆုံးဖြစ်တာကြောင့်တခြားသောကြောယုံမဲ့သရဝါတွေထပ်အများကြီးအများကြီးညံပိုကောင်းပါတယ်။ဂျီဘိုအရီကပြဿနာကိုဖြေရှင်းနိုင်တဲ့ problem solving skill နဲ့ဆက်စုတတ်တဲ့ curiosity မှာအနမယ်ကြီးပါတယ်။ ရှီဘိုအဲရီပလင်ဖုံဖွင့်တတ်တယ်ဆိုတာကိုမိတ်ဆွေတို့လည်းကြားပူပြီးသားဖြစ်မှာပါတကယ်တော့ပလင်ဖုံဖွင့်တယ်ဆိုတာကိုမျိုးကလှဲ့ပြီးတော့ဖွင့်ရတာပါပြောမယ်ဆိုရင်ဒီလိုမျိုးပလင်ဖုံဖွင့်တယ်ဆိုတာပုံစံမျိုးကတဘာဝမှာတွေ့ရလိမ့်မရှိပါဘူးဒါတွေကလူတွေဖန်တီးထားတဲ့အရာမှာပဲတွေ့ရတတ်တာပါဒါကိုရေဘော်ဝဲကသူတစ်ခါမှမတွေ့ဘူးမလုပ်ဘူးတဲ့အလုပ်မျိုးကိုရအောင်လုပ်နိုင်တယ်ဆိုတာကသူ့ရဲ့ problem solving skill ကောင်းတယ်ဆိုတာကိုဖော်ပြနေတာပဲဖြစ်ပါတယ် နောက်ပြီး coconut autobox လို့ခေါ်တဲ့အအုံဒီရေပွဲလို့ပဲခေါ်ရမလားဒီကောင်တွေဆိုရင်သူတို့အစာရှာထွက်ရင်းနဲ့လမ်းမှာအုံဒီကုန်တွေခရုကုန်တွေပလင်းကုန်တွေတွေ့တဲ့အခါမှာသူတို့နေထိုင်တဲ့နေရာကိုတည်သွားလေးရှိပါတယ်ဒါဟာအစီစဉ်ချတတ်ခြင်းနဲ့ကရိယာပစ္စည်းကရိယာတွေကိုအသုံးပြုတတ်ခြင်းပဲဖြစ်ပါတယ် Scientific American website ကနေပေါ်ပြထားတဲ့ပေါ်ပြချက်အရာ New Zealand နိုင်ငံက Otago တက္ကသိုလ်မှာမွေးမြူထားတဲ့စံသက်ခါတွေကဖြေပေါ်ရတဲ့ကောင်ဟာမီးပိတ်တက်တဲ့အကျင့်ဖြစ်တယ်လို့ဆိုပါတယ်မီးကိုဘယ်လိုပိတ်တာလဲဆိုတော့ပလပ်ပေါက်ထဲကိုသူကရေနဲ့လှမ်းပစ်တာပါပလပ်ပေါက်ကိုရေနဲ့လှမ်းပစ်လိုက်တော့ short ဖြစ်ပြီးတော့ မီးပြတ်သွားတာ။ဒါနဲ့ထပ်ပြီးတော့ plug box ကိုထပ်ပြင်တယ်။ဒါလည်းပဲထပ်ပြစ်တယ်မရဘူး။နောက်ဆုံးဘလုံးမလုံလုံမရတဲ့အဆုံးမှာအဲ့ဒီရေပွဲကိုပင်လယ်ထဲကိုသွားလွှတ်လိုက်ရတယ်လို့ဆိုပါတယ်။အဲ့ဒီတခွဲကမ်းမှာပဲနောက်ထပ်ရေပွဲတစ်ကောင်ကကျတော့တမျိုးပါ။ဒီတခွဲကမ်းမှာဝန်ထမ်းတွေအများကြီးရှိတဲ့အထက်ကမှထူးထူးခြားခြား तू ကဝန်တန်းအမျိုးသမီးတယောက်ကို तू ကကြည့်မရဖြစ်နေပါလေ။အဲ့ဒီဝန်တန်းအမျိုးသမီးတိကလည်းဘာမှသူ့ကိုသွားလောက်ထားတာမရှိဘူးလို့ဆိုပါတယ်။ အဲ့ဒီမျိုးသမီးကရေပေါ်ရဲ့ရှိတဲ့ကန်နာကိုဖြတ်သွားတိုင်းဖြတ်သွားတိုင်းမှာသူကရေနဲ့လန်လန်ပတ်တယ်လို့ဆိုပါတယ်။ကနေဒါနိုင်ငံဂွယ်တက္ကသိုလ်ကအတွေ့အခေါ်ပညာရှင် စတက်ဖန်လင်ဂွစ်ရဲ့ပြောဆိုပုံအရဆိုရင်ငါးရီကတဲ့သူတို့ကိုရေကန်ထဲမှာထည့်ကန်တစ်ခုထဲမှာထည့်ထားတယ်ဆိုတာကိုသူတို့ကမသိပါဘူး။ ဒါပေမဲ့ရေပွဲတွေကအဲ့လိုမဟုတ်ပါဘူးလေရေပွဲတွေကသူတို့ကိုတဘာဝမဟုတ်တဲ့နေရာတစ်ခုမှာထည့်ထားပြီးတော့သူတို့ကအထဲမှာရောက်နေပြီးတခြားသူတွေကအပြင်ရောက်နေတယ်ဆိုတာကိုသူတို့ကသိပါတယ်နောက်ပြီး Alaska Pacific University က biologist ဖြစ်သူ David Ski ရဲ့အဆိုအရသူမွေးထားတဲ့ရေပွဲတွေကသူကသူတို့ကိုစောင့်ကြည့်နေလားကြည့်မနေဘူးလားဆိုတာကိုအမြဲတမ်းအခက်အခဲလေးရှိတယ်လို့ဆိုပါတယ်နောက်တစ်ခုနည်းနည်း စိတ်ဝင်စားစရာကောင်းတဲ့ဇာလံတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ကျွန်တော်ဘယ်မှာဖတ်မိတယ်တော့မသိဘူးအဲ့ဒီလေးလာသူတယောက်ကသူ့ရဲ့လေးလာတဲ့ဓာခွဲကန်းထဲမှာရေပွဲတွေကိုလည်းမွေးထားတယ်လို့ငါးတွေကိုလည်းမွေးထားတယ်ရှိပါတယ်ဒါပေမဲ့သူ့ရဲ့ငါးကန်တွေကငါးတွေကတဖြည်းဖြည်းနဲ့ပျောက်ပျောက်နေတာကို तू ကသတိထားမိတယ်ဒါပေမဲ့ဘာကြောင့်ပျောက်နေမှန်းကို तू ကမသိဘူးပါကြောင်လဲဆိုတော့ရေပွဲအကံကိုလည်းသူကဖုံးထားတယ်ငားရဲ့အကံကိုလည်းသူကဖုံးဖုံးထားတယ်အဲ့ဒီကြားရဲကအပြောင်းနေတာဖြစ်တယ် ဒါကြောင့်သူက CCTV တက်ပြီးတော့စောင့်ကြည့်တဲ့အခါမှာရေပေါ်ရဲကန်တဲ့ကရေပေါ်ရဲကငါးကန်တဲ့ကငါးအရီကိုတော်တော်စားရတယ်ဆိုတာကိုသူကသတိထားမိပါတယ်။သွားစားတဲ့ပုံစံကလည်းတော်တော်လေးတော့ထူးခြားပါတယ်။ရေပေါ်ရဲကသူ့ကန်ကအဖုံးကိုဖွင့်ဖွင့်ပြီးတော့သူ့ကန်ကနေထွက်ပြီးတော့ငါးကန်ရဲ့အဖုံးကိုဖွင့်ဖွင့်ပြီးတော့ငါးကန်တဲ့ကိုဖွင့်အဲ့ဒီကငါးအရီကိုစားပြီးတော့ငါးကန်တဲ့ကပြန်ထွက်လာပြီးတော့ငါးကန်ရဲ့အဖုံးကိုပြန်ပိတ် သူ့ရဲ့ကံနဲ့ပြန်ဝင်ပြီးသူ့ကသူ့ကံရဲ့အဖုံးကိုပြန်ပိတ်တယ်လို့ဆိုပါတယ်ပြောမယ်ဆိုဒီကောင်ကဒီတဲလွန်စာတွေအကုန်လုံးကိုဖျောက်ထားခဲ့တဲ့သဘောမျိုးဖြစ်နေပါတယ်ပြောရမယ်ဆိုရင်ဒီလောက်တောင်မှရေပွဲတွေကဒီလောက်ထိညံကောင်းလိမ့်မယ်လို့ကျွန်တော်တို့မထင်ထားခဲ့တာပါဒါကြောင့်ဒီကောင်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဒီရေပွဲတွေကခန္ဓာကိုယ်တိဆောက်ပုံရကဘာအောင်မှရှိတဲ့တခြားသောတိရစ္ဆာန်တွေနဲ့လုံးဝကွဲထွက်နေတဲ့သဘောတွေဖြစ်ပါတယ်။သွေးကလည်းအပြာအယောင်ဖြစ်သလိုနှလုံးကလည်းအသုံးခုရှိနေပြီးတော့ သူတို့ရဲ့အုံနောက်အာယုံကျော်တိဆောက်ပုံကလည်းပဲတခြားသောဒရိဆန်တွေနဲ့ဝဲပြားနေတာဖြစ်တဲ့ကြောင့်မလို့ဒီရေပွဲတွေကကဘာမီကကောင်းနေမဖြစ်နိုင်ဘူးတခြားဂျူကလာတဲ့ကောင်းတွေဖြစ်လိမ့်မယ်လို့တချို့တွေပြောဆိုကြတာတွေကလည်းပဲလွန်နေလို့တော့ပြောလို့ရတယ်